ီလာမဲ2026မှာမိတ်ဆွေကံတွေကဘာတွေဖြစ်လာမလဲကောင်းလာမလားဆိုးလာမလားဘာတွေကကိုယ့်အတွက်ကောင်းနေတာလဲဘာတွေကကြီးထားရမလဲဘာတွေကိုပြင်ဆင်ထားတည်တယ်လဲမိတ်ဆွေရဲ့တနည်းစာဟောစာလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အချီးရည်တွေအိမ်တော်ရည်တွေစီးပွားရည်ငွေကြေးတွေပညာရည်တွေအလောက်ကိုင်းတွေပြီးတော့ဗီဒီယိုရဲ့နောက်မှာရေဒီယာလေးနဲ့ပြေအောင်မယ်ဒီရေဒီယာကိုမိတ်ဆွေဒီတနည်းပတ်လုံးမှာကန်ညက်တဲ့အချိန်တိုင်းမကြာခဏခြေချင်းအားဖြင့် ကံကောင်းမှုတွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဗီဒီယိုနောက်မှာကျွန်တော်ရည်ရွယ်လေးလေးပြီးမယ်။ဒီနေ့မှာတော့တနင်္လာတောင်းပြီးတော့တနစ်စာဟောစမ်းလေးကိုဝေမျှပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်ရည်သူလက်ကြည့်ကြမယ်ခင်ဗျာ။မျိုးလေးမစတင်ခင်မှာကျွန်တော်အကူကြီးတစ်ခုတောင်းချင်ပါတယ်။ကိုယ့်လိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုမျက်နှာနဲ့ like share လုပ်ဖို့မေးပါနဲ့ခင်ဗျာ။မိတ်ဆွေရဲ့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်မှာအခက်ခဲဖြစ်နေတယ်။ အကျက်တဲတွေဖြစ်နေတယ်ဆိုရင်ဒီဗီယိုမြင်လို့သူရတရားလိုက်ချီလို့အဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတဲ့ကြောင့်ကောင်ထပ်တူကုလို့ရမှာဖြစ်ပါတယ်။သူများအကျိုးလိုလာရင်ကိုယ့်ရဲ့အကျိုးလည်းအမြန်မကြာရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီယိုမြင်တာနဲ့ share ဖို့မေ့ပါနဲ့ခင်ဗျာ။ကဲဒါဆိုရင်ကြောတူတူလိုက်ကြည့်ကြမယ်ခင်ဗျာ။ဒီနေ့ပတ်လုံးမှာတနင်္လာသားရီတွင်ကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ်။ဒိဋ္ဌာယမှာ40လောက်ရှိနေပါတယ်။ ။ဘာရီယာကောင်းနေတာလဲဘာလို့သိထားရအောင်လဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁အချက်အနေနဲ့တငယ်ချင်းကမိတ်ဆွေကံကတော့အရန်ကောင်းပါပဲ။ကိုအခက်ခဲတွေအကျက်တွေဖြစ်မယ်ဆိုရင်တငယ်ချင်းတွေကိုအကူအညီတောင်းပါ။တငယ်ချင်းအထောက်အပံ့အကူအညီတွေယူပါ။ကိုအဆင်မပြေတဲ့အချိန်တိုင်းလေတို့အကူအညီတောင်းမိမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေအဆင်ပြေသွားမှာဖြစ်ပါတယ်။အခြေအကိစ္စအိမ်တော်ရေးကိစ္စငွေကြေးကိစ္စအလုပ်ကိစ္စဘယ်ကိစ္စမှမစို့ကိုယ်ကူညီမဲ့တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရှိတဲ့အတွက်ကြောင့်မို့တငယ်ချင်းကမိတ်ဆွေကံကတော့ ီလာမဲ့2026မှာတော့အရန်အားကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ဒါကြောင့်မို့ကျွန်တော်ပြောခဲ့လို့မျိုးပဲအခက်အခဲကြက်တဲ့ဖြစ်နေမဲ့ဆိုရင်ကိုရန်ခင်ရတငင်ချင်းတွေကိုလုံးဝမမေ့ပါနဲ့အာကြံညာတောင်းပါအခုညတောင်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဒီလာမယ့်2026မှာငွေတွေအထုတ်လိုက်ထိန်လိုက်ဝင်လာဖို့တော့ရှိတယ်။ငွေကြေးကံတော့အရန်ကောင်းတယ်။စိတ်မကောင်းစရာတစ်ခုကငွေဝင်လာတဲ့လောက်ပြန်နဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်သွားတတ်ပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့မွေဝင်မယ်ကံနဲ့ပတ်သက်ပြီးတော့မွေထွက်မဲ့ကံတွေကရှိနေတယ်။ဒါကြောင့်မို့မိတ်ဆွေကြောင့်တတိပေးချင်တာကမိတ်ဆွေလှုပ်ရင်လှုပ်တလောက်နော်ငွေတွေဝင်လာမယ်စူးစားရင်ကျွန်တော်ငွေတွေဝင်လာမှာဖြစ်ပါတယ်။အဲ့ဒီဝင်လာတဲ့ငွေတွေကိုစုမိဆောင်မိစေချင်တယ်ဆိုရင်ကံနဲ့ပတ်သက်ပြီးတော့မလုပ်ပါနဲ့။နော်ကံနဲ့ပတ်သက်ပြီးတော့လောက်ကံပြည့်မယ်ဆိုရင်စုဆောင်ထားတဲ့ငွေကြေးတွေပလုံသွားတတ်တယ်။ ဒီတစ်ချက်တော့တိတိကျကျလေးသတိထားပါလို့ကျွန်တော်ကအကြံပြုချင်တယ်။ကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးနေတဲ့နှစ်ဖြစ်တော့ကြောင့်သတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်တစ်ချက်မိသားစုရင်းနဲ့ပတ်သက်တာအရန်ကောင်းပါတယ်။ကိုယ့်ရဲ့မိသားစုမှာပျော်ဆွေးတဲ့မိသားစုတွေချမ်းမြေ့တဲ့မိသားစုတွေရောက်ရှိလာတော့မယ်။ကိုကမိသားစုရင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေရတဲ့ပူပန်နေရတဲ့တောကားတွေများတဲ့အိမ်တွင်းရွေးတွေပြက်နာတွေရှိနေဆိုရင်ဒီလာမဲ့2016မှာတေချာပေါင်းအစီအမီသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တော့2025တော့မိသားစုရဲ့အစီအမပြေကိုစဉ်းကျင်စရာတွေကိုဘလောက်ပဲကောင်းလုပ်ပေးလုပ်ပေးကိုအကောင်းမမြင်တဲ့လူတွေရှိတယ်ဆိုရင်အိမ်တွင်းရေးပြဿနာတွေရှင်းလင်းပြီးတော့ပြောဆွေးနွေးမိသားစုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်နောက်တစ်ခုကောင်းနေတာကအိမ်ချမ်းမြေနဲ့ပတ်သက်တာအိမ်ဆောက်ခြင်းတဲ့သူတွေကလည်းအလွယ်တကူစောင့်နိုင်သွားမယ်ကာလထဲမှာဖြစ်နေလို့ပါခြံဝယ်ခြင်းတဲ့သူတွေကလည်းဝယ်နိုင်သွားမယ်နှစ်နှစ်ဖြစ်နေလို့ပါဒါကြောင့်တိလာသားပြည်နေနဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အရန်ကျိုးပေးနေတယ် အရန်ကန်ကောင်းနေတဲ့ကာလထဲမှာရှိနေပါလေအခြေအနေပတ်သက်ပြီးတော့ဒီလာမဲ့2026မှာအခြေခံကနည်းနည်းလေးညံ့မယ်အရန်ညံ့နေတာတော့မဟုတ်ဘူးကိုယ့်စီကိုချင်းကက်လာတဲ့သူတွေကအတူရောင်တွေအလင်းညာတွေညနေတက်ပါလေဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အချစ်စစ်ချစ်မှန်ကအရန်ရှားပါလိမ့်မယ်အတူရောင်တွေကြောင့်ကိုယ်မှာစိညစ်စရာတွေကြုံတွေ့နိုင်ပါလေအကိုနဲ့ကိုချစ်သူကအဆင်ပြေနေတယ်ဆိုရင်မမျော်လင့်ပဲနဲ့အိမ်အောင်ကြနိုင်ခဲ့လေရှိနေပါလေအိမ်အောင်ရေးကံကတော့အရန်ကောင်းပါလေ ဒါကြောင့်မို့လာမယ့်2026မှာတင်းလာတောင်းရီတွေအမြန်ဆုံးအိမ်အောင်ပြုတ်လိုက်ပါအမြန်ဆုံးလက်ထပ်လိုက်ပါလို့ပဲကျွန်တော်အကြံပြုချင်တယ်အိမ်အောင်ပြုတ်မိမယ်လက်ထပ်မိမယ်ဆိုရင်တေချာတာတခုကမိစေလို့စီးပွားရေးတွေအစီအမြေချင်းမိသားစုတွေပျော်စွင်ချင်းအိမ်အောင်ရေးကံကောင်းချင်းနဲ့ပြည့်စုံမှဖြစ်ပါတယ်မဟုတ်ပဲနဲ့ကွာအိမ်အောင်မပြုတ်သေးဘူးနေအောင်မယ်ဆိုရင်အခြေခံတွေကညံ့သွားတတ်ပါတယ်တင်းလာတောင်းရီနေတဲ့ဒီလာမယ့်2026မှာတခုထိတောင်းစရာကလူတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်တာတွေစိတ်ဆင်းရဲတွေကြုံတွေ့တတ်ပါတယ် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတငယ်ချင်းတွေမိတ်ဆွေတွေကိုကူညီခဲ့တဲ့လူတွေကကိုယ့်ဒုက္ခပေးတတ်ပါလေကိုတစ်ချိန်တစ်ခါတော့မကူညီမိတာနဲ့ကိုယ့်ရဲ့မကောင်းကြောင်းတွေပြောတာမျိုးတော့ကိုယ့်အမြဲတမ်းလိုစိတ်ဆင်းရဲလောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘသူကမှဂယုမဆိုင်ပါနဲ့ကိုမှန်တဲ့ထင်ဆက်လုပ်ပါပတ်ဝန်းကျင်ကိုဂယုဆိုင်နေမယ်ဆိုရင်မိတ်ဆွေရဲ့အလောက်ကိုင်းတွေစီးပွားရေးတွေအိမ်တော်ရေးတွေထိခိုက်မှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကလည်းစိတ်မချမ်းသာစရာတွေအိမ်မကျော်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ဘသူကမှဂယုမဆိုင်ပါနဲ့ ကိုမှန်တဲ့အထင်ဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းတာကခဏတော့ကျွန်တော်ပြောခဲ့တယ်မျိုးပဲအိမ်အောင်ရေးနေပတ်သက်တာတကယ်တော့အသားမီးတွေမမြောင်နေပဲအိမ်အောင်ကြသွားမယ်ဆိုအိမ်အောင်ဤကံတွေကောင်းပြီးတော့ပျော်စွင်တော့မိသားစုအောင်တွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်တို့နှစ်မျိုးမှာအိမ်အောင်ပြုမယ်ဆိုရင်အရန်ကောင်းတယ်နှစ်တစ်နှစ်ဖြစ်နေလို့ပါအိမ်အောင်သေးတွေနေနေเนาะအိမ်အောင်ရေးနေပတ်သက်ပြီးအဆင်မပြေတဲ့သူတွေကွဲကွာနေတဲ့သူတွေပြီးခဲ့တဲ့2025တော့ကအိမ်အောင်ဤကံညံ့ခဲ့တဲ့လူတွေအကောလုံးတို့ဒီ ီလာမဲ့2026မှာအိမ်တော်ဝိကံတွေကောင်းပြီးတော့ပျော်စွင်တော့မိသားစုဝင်ပိုင်ဆိုင်မှာဖြစ်ပါရယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်တော့ဘလောက်ပဲညံ့ခဲ့ညံ့ခဲ့ဒီလာမဲ့နှစ်မှာအိမ်တော်ဝိကံတွေကောင်းလာတော့မယ်နှစ်နှစ်ဖြစ်နေလို့ပါ။တိလာသားမီးရဲ့အိမ်တော်ဝိကံနဲ့ပတ်သက်ပြီးတေချာပေါင်းကံကောင်းမယ်နှစ်နှစ်ကြုံတွေ့နေပါပြီ။အရန်ကောင်းပါရယ်။ကောအိမ်တော်ဝိကံတွေညံ့နေတဲ့မြန်မြန်ဆန်ဆန်အစဉ်ပြေခြင်းနဲ့ဆိုရင်တော့ဗျိုးရဲနောက်မှာကျော်ရေတရာလေးပြေးမယ်။ဒီရည်ရအောင်လှုပ်လိုက်ခြင်းအပြင်အိမ်တော်ဝိကံတွေကောင်းပြီးတော့ပျော်စွင်တော့မိသားစုဝင်ပိုင်ဆိုင်ရမှာဖြစ်ပါတယ် အဲ့နောက်ကံတွေကောင်းချင်နေဆိုရင်တော့ရေတရားကိုပြောင်းလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကျမရေးနဲ့ပတ်သက်ပြီးတော့ထွေထူးပြောစရာမရှိဘူးအရန်ကောင်းပါရဲ့။ဒီလာဝဲ2026မှာနော်ကျမရေးကနေကောင်းပြီးတော့ကြကြမမပြပြဆင်တက်တက်ကြကြွားနေနော်စောင့်နှမ်းရမှာဖြစ်ပါတယ်။အရန်ကောင်းပါရဲ့။ကျမရေးကထွေထူးပြောစရာမလိုဘူး။ဇာရီဥထုအကူပြောင်းချောက်ပဲကျမရေးတွေကရုတ်တရက်ညက်တာမျိုးတွေပဲဂျုံတွေးနိုင်ပါတယ်။ ျန်တာတွေတော့ထွေတို့မရှိဘူးအရန်ကောင်းပါလေတခုရိသားဆရာကကိုကအလုပ်တွေအရန်စူးစားလို့အလုပ်တွေအရန်လုပ်လို့ကိုယ့်ရဲ့ဘာသာတရားလေးတွေဘာသာအလိုက်လေးတွေကိုဘာသာတရားလေးတွေအားနေသွားတတ်ပါလေဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်မိစေတာဘာသာတရားတွေအားနေသွားမယ်ဆိုရင်မမြင်နိုင်တော့လောကီပညာနဲ့ပြုစားနှောက်ဆက်တွေဖြစ်နိုင်တယ်ဒါကြောင့်မို့ဘာသာတရားလေးလုတ်ပေးပါကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်ဘာသာတရားလေးကိုဖိလုတ်ပေးပါအထိတ်ခံဝင်တာတွေပတိစိတ်တာတွေပြုတ်လုတ်ပေးရင်ပူပြီးတော့ကောင်းတယ်မိတ်ဆွေကဘာသာတရားလေးများများလုတ်မယ် အလောက်ကန်တွေကလည်းကောင်းနေတယ်မိတ်ဆွေကန်တွေကကောင်းတဲ့ကြောင့်မိတ်ဆွေကတေချာပေါင်းမိတ်ဆွေကဒီလာမဲ့2026မှာအောင်မြင်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပေးတဲ့ရည်ရွယ်လေးလုပ်မယ်ဖျားတရားလေးလုပ်မယ်ဆိုတေချာပေါင်းအစဉ်ပြေသွားမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ခင်ဗျာဒီ2026မှာအရန်ကောင်းနေတာတစ်ခုကအလောက်ကန်စီပေါင်းရင်းနဲ့ပတ်သက်တာဘာကြောင့်ခုလိုပြောရလဲဆိုတော့ဒီနမိတ်ကိုမြင်အောင်ကြည့်ပါလူတယောက်ကတောင်းရန်စားတော့တဲ့လူတို့ငွေကြေးတွေလှူဒန်းနေတယ်ပြီးတော့ချိန်ခွင်ကိုလည်းခြင်ထားတယ် တော့သူ့ရဲ့အပေါ်မှာငွေတွေကစိုးမိုးနေတယ်။နော်ငွေလှူဒန်းတယ်ဆိုတာကို့မှာပြေစုံကြော်ရောမှာတစ်ဖက်ကိုလှူနိုင်မယ်တန်းနိုင်မယ်မဟုတ်လား။မရှိတဲ့လူတယောက်ဘလို့တန်းလှူနိုင်မှာမလဲ။သူ့ကိုမှသူအတော်လေးတောင်ရုန်းကန်နေရမှာပေါ့။ဒါကြောင့်မို့ငွေချေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်နော်အလုံနဲ့ပတ်သက်ပြီးတော့ဝင်လာမယ်လို့ကျွန်တော်ပြောတာ။အလုံကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့ငွေတွေစုမိမယ်ဆောင်းမိမယ်အလောက်ကန်စီးပွားရေးကဘာပဲလုံးလုံးအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့ကားထဲမှာရှိတယ်။အဲ့လိုအောင်မြင်အဆင်ပြေလာပြီးဆိုရင် နော်ကိုယ်အနောက်ဆက်တွေတိုက်ခိုက်တွေဝင်လာနိုင်နေဒါလည်းကျွန်တော်ဒီပေးခဲ့ပြီးသွားပြီဒါကြောင့်အလောက်တိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အယောင်ဝယ်ကိစ္စလေးတွေဈေးရောင်းတာတွေဈေးဝယ်တာတွေနော်အယောင်ဝယ်နဲ့ပတ်သက်တာတွေလောက်ရင်ပို့ပြီးတော့အဆင်ပြေတယ်အောင်မြင်တယ်ကမ္ဘာထဲမှာရှိနေပါတယ်ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကချိန်ခွေကိုဂိုင်တာလေချိန်ခွေကမိတ်ဆွေလိုမြင်ဘူးလားမသိဘူးကျွန်တော်ငငယ်တော့ဆိုမြင်ဘူးတယ်အခုဒီခေတ်တော့မရှိတော့ဘူးပေါ့နော်ငယ်တော့ဆိုရင်ချိန်ခွေထဲမှာအလေးလေးတစ်ထည့်တယ်ငါးချက်သား30တာအဲ့ဒါနဲ့ကျွန်တော်ဈေးရောင်းကြတယ်လေမြင်ဘူးကြမယ်ထင်တယ် အားရချိန်ကိုခိုင်နာတယ်ဆိုတဲ့နမိတ်ကိုပြောရမယ်ဆိုရင်မဲဆရာဈေးရောက်မှာအယောင်းွယ်တွေလောက်ပါဒီကိစ္စတွေအကျိုးပေးမယ်ဆိုတာကိုသူကနမိတ်ပြနေတဲ့သဘောမှာရှိပါတယ်။ဒါကြောင့်မို့အလောက်ကန်တဲ့စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဈေးရောက်ဈေးွယ်လောက်တွေလောက်ကန်မယ်ဆိုရင်တေချာပေါင်းအောင်မြင်မဲ့လူတယောက်အရှင်ပြင်းမဲ့လူတယောက်ဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ဒီကြားထဲမှာအနှောက်ဆက်တွေကလည်းဝင်လာနိုင်တယ်။တော့မနာလူမုန်းတဲ့သူတွေကလည်းဝင်လာနိုင်တယ်ကျွန်တော်သတိပေးခဲ့ပါပြီတော့အဲ့ဒါလည်းသတိထားနိုင်မှာအောင်မြင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကျတော့သတိပေးခဲ့တာရှိတယ်ဗျူရဲ့အစမှာ ငွေအကျဉ်းနဲ့ပတ်သက်ပြီးတော့တော့စုမိမယ်ဆောင်းပြီးမယ်ဆိုပေမဲ့ဒိဋ္ဌာဆရာတခုကကံနဲ့ပတ်သက်တာဒိဋ္ဌာပါလို့ကျွန်တော်ပြောခဲ့တယ်ဒီနမိတ်ကိုမြင်အောင်ကြည့်ပါလူတစ်ယောက်ကမျက်လုံးကိုချီးထားတယ်ခါးကိုနှစ်ဖက်ပေါ့နော်ကန့်လန့်ပြန့်ကြီးခြိုင်ထားတယ်နောက်မှကလည်းနော်လကားတချမ်းပဲဒီနမိတ်ကမကောင်းတဲ့နမိတ်တခုဖြစ်ပါတယ်ဒီနမိတ်ကမိတ်ဆွေရဲ့ကံနဲ့ပတ်သက်တာကိုသူကနော်နမိတ်ပြနေတာဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ဘာတခုမှလုပ်လို့မရဘူးကိုမကျွမ်းကျင်တဲ့အလုပ်တွေ နော်ကိုမပိုင်နိုင်တဲ့အလုပ်တွေပြီးတော့ကံနဲ့ပတ်သက်ပြီးတော့စမ်းတက်တဲ့အလုပ်တွေမလုပ်ပါနဲ့နော်ဒါဆိုရင်အကျိုးမပေးပါဘူးတေချာပေါက်မိတ်ဆွေကကြာချုံမှဖြစ်ပါတယ်ဒါကြောင့်ဘယ်ကိစ္စမဆိုဘယ်လုပ်မဆိုမျက်လုံးကိုဇုံမှိတ်ထားပြီးတော့မလုပ်သေးပါဘူးအဲ့လိုဇုံမှိတ်ပြီးတော့ကံဆိုပြီးတော့ကိုယ်ကလှုပ်လိုက်မယ်ဆိုရင်တေချာပေါက်အဲ့ဒီလှုပ်တဲ့လုပ်ငန်းတွေစီးပွားရတာပလုံမှဖြစ်ပါတယ်ဒါကြောင့်အလုပ်ကံစီးပွားရနဲ့ပတ်သက်မယ်ဆိုရင်မျက်လုံးလေးကိုဖွေထားပါအခုလိုမျိုးမျက်လုံးတွေမပိတ်တာနဲ့မစီးတာမျက်လုံးဖွေနော်တေချာလိလာပြီးမှပဲလောက်ကင်မဲ့ဆိုရင်နော်တေချာပေါက် အောင်မြင်မှာဖြစ်ပါလေအဆင်ပြေမှာဖြစ်ပါလေဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လည်းမလောက်ပါနဲ့လို့ပဲကျွန်တော်ကအကြံပြုချင်တယ်ဒါပေမဲ့နော်ကံကောင်းနေတဲ့နံပါတ်လေးတော့ပြောပြမယ်နော်ကံကောင်းတဲ့နံပါတ်ဘာကြောင့်ပြောလဲဆိုတော့ပြောရမယ့်တာဝန်ရှိနေလို့ပြောပြတာပါကံကောင်းနိုင်တဲ့နံပါတ်ကနှစ်ကဏ္ဍဖြစ်တယ်ခုနှစ်ကဏ္ဍဖြစ်တယ်ဒီလိုနံပါတ်တွေကကိုယ်အကျိုးပေးနေတဲ့နံပါတ်တွေဖြစ်နေလို့ပါဒီလိုနံပါတ်တွေကိုဆန်းတက်ပြီးတော့ကံဆန်းကြည့်ပါအရင်မဆန်းနဲ့နော်ပလုံသွားမှလည်းစိုးရင်ရပါတယ်ဒါကြောင့် နှစ်နဲ့ခုနှစ်ကဏ္ဍတွေကအကျိုးပေးနေတဲ့ကာလတည်းမှာရှိနေပါတယ်။သခုတတိထားဆရာရှိတာကခဏတော့ကျော်ပြောခဲ့တဲ့အထက်မှာလည်းပါပါတယ်။ကို့မမြင်နိုင်တော့လုံးကြီးပြင်ရနှောက်ဆက်တတ်တယ်ဆိုတော့ဘာကြောင့်ပြောလဲဆိုတော့ဒီနမိတ်ကိုကြည့်ချင်းအဖြစ်ပြောရချင်းဖြစ်ပါတယ်။ဒီတိုင်းမှာလူတစ်ယောက်ကနော်ပလက်ရက်ကြီးမှောက်နေတဲ့အပေါ်မှာဆိုင်နေတဲ့ဟာလေးတွေတွေ့တယ်နော်။အဲ့ဒါတွေဆိုင်နေအဲ့တော့ကြည့်ချင်အားဖြင့်မိတ်ဆွေကမမြင်နိုင်တော့လောကီပညာတွေပြုစားခံရတာတွေနှောက်ဆက်ခံရတာတွေကြုံတွေ့နိုင်ပါတယ်။ကိုယ်အလောက်ကိုင်းတွေအစဉ်ပြေလာပြီ เนาะကိုမနာလိုတဲ့သူတွေမိုးတဲ့သူတွေရှင့်တော့ကြောင်းမို့သူတို့တွေကမကောင်းတော့လောကီပညာတွေတတ်နေတဲ့လူတယောက်ဆိုကိုပြုစားနှောက်ဆက်တတ်ပါတယ်။ဒါကြောင့်မသတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ပြီးခဲ့တော့2025တော့ကမိတ်ဆွေကစီကန်းစီုံသွားလို့မပြဘူးစီးပွားတွေကြဆင်းလာလဲဘာလို့လို့အဆင်မပြေဘူးမကြာကနာဘိုက်တွေကအောင်းနေတယ်နေလို့ထိုင်လို့မကောင်းခေါင်းမူးနေတယ်ခေါင်းကိုင်းနေတယ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးမိသားစုရေးလာတခုမှအဆင်မပြေဘူးဆိုရင်တေချာတစ်ခုကမမြင်နိုင်တော့လောကီပညာပြုစားနှောက်ဆက်တာ ခံနေရပါပြီအဲ့လိုခံနေရတဲ့သူတွေရှိတယ်ဆိုရင်တော့ကျွန်တော်ဆက်တွေ့လာခဲ့ပါကျွန်တော်အခမဲ့လေးစစ်ဆေးပေးပါမယ်ဘေးရင်တွက်ပြီးမှမဟုတ်ဘူးเนาะအနောက်ဆက်ပဲစစ်ပေးပါချွတ်ရဆက်တွေ့လာခဲ့ဆရာအခမဲ့ကြည့်ပေးမယ်ဆိုဘေးရင်ဟောပေးပါဦးဘေးရင်အခမဲ့ဟောလို့တော့အဆင်မပြေဘူးပေါ့เนาะအကျွန်တော်သတ်မှတ်ထားတဲ့ပူဇော်ကရှိတယ်ဒီအနောက်ဆက်လေးတွေစစ်ဆေးပေးမယ်ဆိုတာကနောက်မဲ့သူတို့မကောင်းတာတွေကြုံတွေ့နေတယ်ဆိုရင်စိတ်တွေကမငြိမ်မသက်ဖြစ်နေလို့နောက်ပူဇော်ကမှယူမယ်ဆိုရင်ကြည့်ဖြစ်တော့မှမဟုတ်ဘူးတော်မကောင်းတာတွေကဖြတ်နေတယ်ဆရာနဲ့မပေးတွေ့အောင်ဒါကြောင့် ်ပူဇော်ခမယူပဲနဲ့ကျွန်တော်ကအခမဲ့ကြည့်ပေးတာလေပူဇော်ခယူမယ်ဆိုရင်လွယ်လွယ်နဲ့ဒါကြည့်ဖြစ်တော့မှာမဟုတ်ဘူးဒီလိုပဲဆက်ပြီးတော့သွားနေမှာဆိုလိုပါဒါကြောင့်ဘေးရင်ဟောတာကတော့အခမဲ့မရပါဘူးခင်ဗျာတတ်မှတ်ထားတယ်ပူဇော်ခရှိပါတယ်ကဲဒါဆိုရင်ပြန်ပြီးဆက်ရမယ်ဆိုရင်တော့ဒီလာမဲ့2026မှာတနင်္လာသားတွေနေနဲ့ရက်ဝေးသွားတာတွေခီးထွက်တာတွေအလဲဖက်သွားတာတွေနေထားပါမဖြစ်မနေသွားရမယ်ဆိုရင်တော့ဖျားတရားလေးတွေလုတ်ပြီးမှသွားပါအားနေတဲ့ချိန်မှာကားပေါ်မှာနော်လေပြန်ပေါ်မှာ ဘုဒ္ဓံတယရန်ကိစ္ဆာမိဓမ္မံတယရန်ကိစ္ဆာမိတန်ကံတယရန်ကိစ္ဆာမိဆိုပြီးတော့တဏ္ဍကုံသုံးပါးကိုရှုပ်ဖက်ပြီးမှသွားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရတရားလေးပြမယ်ဒီရတရားကိုလှုပ်လိုက်ချင်အပြင်ဒီလာမယ့်နှစ်တစ်နှစ်လုံးမှာကံကောင်းမှုတွေရရှိပြီးတော့တင်လာတောင်းတွေပျော်စွင်သောမိသားစုပေါင်းတွေပျော်စွင်သောငွေကြေးတွေပျော်စွင်သောအလုပ်ကံတွေရရှိပြီးတော့ စိတ်ချမ်းသာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ယေရီယာကိုတူတူလိုက်လို့ကြာမယ်ခင်ဗျာ။လောက်ရမယ့်ယေရီယာကစပယ်ပန်းစစ်ပွေးတတိကိုပကံပြားလေးထဲမှာတက်တက်ရဲ့လေးစီပြီးတော့ထည့်လိုက်ပါ။ပြီးတော့ရင်ဇီးယိုကတပကံနော်ပကံပြားလေးမှာထည့်ပြီးဖျားကိုကက်လူတူတန်းပေးရမှာဖြစ်ပါတယ်။မိတ်ဆွေကကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့သင်းလာနေမနက်9:40နဲ့9မိနစ်မှာအမြဲတမ်းလိုလိုကက်လူပေးပါ။ကိုယ့်ရဲ့နေ့ရောက်တိုင်းလေးကက်လူမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ပြီးစီမိနေသူအမွှေးတိုင်းသုံးပြီးအမြတ်တာပို့အမျှပေးဝေး ဒီရရားကိုမကြမကြပြုတ်လို့ပြပါအဲ့ဒီကုလို့ရရားပြီးတာနဲ့ဒုတိယတစ်ချက်နေနဲ့မဲဆွေမှာရှိနေအညက်တွေပြေပြောင်းရအောင်မဲဆွေနေတဲ့အိမ်အခန်းလှေကားခြင်းပေါ့နော်အလူတွေအသက်အဆင်းလုံးတဲ့နေရာဖက်နှက်ချွတ်တဲ့နေရာမှာအုံးရီတစ်ခွက်ကိုတက်ပြောင်းမြန်လေးတက်ခံပေးပါပြောရတဲ့စကားကငါ့အစီမှာရှိနေမကောင်းတဲ့အညက်တွေမကောင်းတဲ့အရာတွေအားလုံးပြိုပြက်ပျက်စီးပြီးတော့ထွက်သွားစေဆိုပြီးတော့ကိုယ့်ရဲ့အိမ်ဝင်ထွက်တကားပေါက်လေးနာဖက်နှက်ရှင်ဖက်နှက်ချွတ်တဲ့နေရာလှေကားခြင်းမှာနော်ကြောင်းမြန်လေးပတ်ပြန်ပြီးတော့ မကောင်းတဲ့အညံ့တွေကိုမောင်းထုတ်ပြရမှာဖြစ်ပါတယ်။ဒီရရားနှစ်မျိုးကိုလှုပ်ခြင်းအပြင်မိတ်ဆွေတစ်နှစ်ပတ်လုံးကံကောင်းမှုတွေရရှိပြီးတော့မကောင်းတဲ့အညံ့တွေကလည်းကိုယ့်ရဲ့အနာဂတ်တွေထွက်သွားမှာဖြစ်ပါတယ်။ရေရောင်ရေယုံချင်းလုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဗီဒီယိုလေးအစုံတက်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒေတာနဲ့ share ဝင်မြချင်းလုပ်ဖို့မေ့ပါနဲ့ခင်ဗျာ။မေ့ဆိုတော့ share တစ်ချက်ကမပင်ပန်းဘူးဆိုပြီးမဲ့တစ်ခါမှာအဆင်မပြေဘူးအခက်ခဲတွေကြုံတွေ့နေတယ်ဆိုရင်တစ်ခါကအဆင်ပြေသွားမယ်ဆိုရင်မေ့ဆိုရင်ကျွန်တော်ကဖတ်တူကုလို့ရမှာဖြစ်ပါတယ်။ သူများအကျိုးကိုနူလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးတွေကလည်းမှတ်ချခဲ့မှာပေါ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မျှပြီးတော့ကုလို့ယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေကြေးကောင်းတော့မိသားစုဝါတွေပိုင်ဆိုင်ပြီးတော့ကောင်းတော့ချစ်သူဝါတွေလည်းအများဆုံးကြုံတွေ့ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ဒီလာမယ့်2026မှာအိမ်တော်ရေးစီးပွားရေးကျန်းမာရေးအလုပ်ကံတွေစရာဆင်ပြေပြီးတော့ပျော်စွင်တော့မိသားစုဝါတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။ နောက်နေ့မှပြန်လည်ဆွေးနွေးကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာမိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးတွေမဆင်းတဲ့အရာလေးတွေနားမလည်တဲ့အရာလေးတွေကိုအရန်သိချင်တဲ့အကြောင်းအရာရှိတယ်ဆိုကွန်မန့်မှာလည်းမှတ်လာလို့ကြပါရယ်ကဲနောက်နေ့မှပြန်လည်ဆွေးနွေးကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ